နိုင်ငံပေါ်တော့မိန်းမတွေမပူရတာဘာကြောင့်လဲအဲ့ဒါမဟာပူဝါဒီကြောင့်ဒါမြန်မာနိုင်ငံမှာနဲ့အိန္ဒိယနိုင်ငံမှာလောက်ပဲရှိတာပေါ့နော်မဟာပူဝါဒီကြီးစိုးတဲ့အတွက်အမျိုးသမီးတွေကိုအခွင့်အရေးမပေးတာတကယ်တော့အစ္စလာမ်မဟုတ်ဘူးအဲ့ဒါအစ္စလာမ်ရဲ့ဒီဇိုင်းတာလာမဟုတ်ဘူးအဲရောမွတ်စလင်တယောက်ဆိုလို့ရှိရင်나이ဖြစ်မြို့သမီးလည်းရတယ်မြို့သားလည်းရတယ်ဗလီတဲလည်းဝင်လို့ရတယ်ကပစတန်နဲ့လည်းဝင်လို့ရတယ်ဒါကနိုင်ငံတကာမှာရတယ်ဗမာပြည်မှာလည်းမရပါဗျာဒါကမဟာပူဝါဒီ အားကောင်းနေဗျာဒါအခုနကျွန်တော်ပြောဆိုတော့သာသနာပိုင်းစတိုင်နဲ့ဗျာအစ္စလမ်သာသနာပိုင်းဂိုင်းချုပ်တွေဂိုင်းတော်ကြီးတွေဂိုင်းဆရာတွေကနေပြီးတော့ထိမ့်ချုပ်ထားတယ်မွတ်စလင်ကွန်မြူနတီဥပဒေရလည်းမဟုတ်ပါဘူးเนาะညီမတို့ဥပဒေရလည်းမဟုတ်ပါဘူးသူတို့ရဲ့ဒီဘာသာရေးဆိုင်ရာယုံကြည်ချက်ပေါ်မှာအခြေခံတဲ့ဂိုင်းကနာတွေကနေပြီးတော့ထိမ့်ချုပ်ထားတဲ့အတွက်ဘယ်လိုဖြစ်နေတာတကယ်တော့အစ္စလမ်မဟုတ်ပါဘူးဗျာနော်အဲတကယ်တော့အစ္စလာမ်ကနိုင်ပူတာပဲဖြစ်ဖြစ်နိုင်ရင်သွားတာပဲဖြစ်ဖြစ်ဗလီကိုကြောင်းတော့သွားတာပဲဖြစ်ဖြစ်နော် အမျိုးသမီးအမျိုးသားပါဝင်ခွင့်ရှိပါတယ်လို့အမျိုးသမီးတွေလည်းပါဝင်လို့ရပါတယ်လို့နော်အမျိုးသမီးတွေပါဝင်ခွင့်ကိုမထိန်းချုပ်တာအမျိုးသမီးပါဝင်ခွင့်ကန့်တတ်တာထိန်းချုပ်တာတော့ကျွန်တော်ပြောရင်မနာနဲ့အဲ့ဒါမဟာဘူဝါဒီအာပိအဲ့ဒါမှတော့မြတ်ကြီးရဲ့စွန်နတ်မဟုတ်တမန်တော်မြတ်ကအဲ့ဒီမဟာဘူဝါဒီအရပ်မွရှရစ်တွေကိုအစွဲတွေချုပ်ခဲ့တမန်တော်မြတ်ကြီးကဒီလောကမှာနဗီတမန်တော်ဖြစ်အလားရှင်မြတ်တာဝန်ပေးလို့ကြားရောက်လာပြီးတော့လုတ်တဲ့အလုပ်တွေအဲ့ဒီမဟာဘူဝါဒီအရပ်မွရှရစ်တွေရဲ့ ယောက်ျားကြီးဆိုရင်ဝါဒတွေရိုက်ချိုးပြက်စီလိုက်နော်အဲ့တော့အမျိုးသမီးတွေရဲ့အခွင့်အလမ်းတွေအမျိုးသမီးတွေရဲ့လုပ်ပိုင်ခွင့်တွေအမျိုးသမီးတွေရဲ့စီးပွားရှာဖွေခွင့်ပညာရှာဖွေခွင့်မော်တော်ကားမောင်းနေအခုဆိုဆောင်းဒီမင်းသားကနော်မော်တော်ကားမောင်းနေခွင့်တွေရောပေးလိုက်ပြီနောက်ဆိုလင်းရင်ပိုင်းမောင်းတာတွေပဲရောတစ်ခါဝလွတ်တော်တယ်မှာပေါ့ဗျာနောက်ကာဘာကျောင်းတော်မှာအဆောက်ရင်းမီတွေရောက်လာပြီဒါတွေကပြောင်းလဲလာပြီတဖြည်းဖြည်းနဲ့ခင်ဗျားတို့ဒါမဟာဘူဝါဒီတွေတော့ကြံခဲ့မှာပဲကဘာကြီးကအရှိကိုအချိန်နဲ့ပြေးနေတယ် နော်အချိန်နဲ့ပြင်းနေဆိုရှိုက်တန်မောင်းနေတာမဟုတ်အလာပဲမောင်းနေတာအားလုံးအလာရှင်တွေပဲဖန်ပြီးကြတာအလာစောက်ကြည့်တာအားလုံးအဲတို့မလိုက်နိုင်ကြံခဲ့မယ်မာဘူဝါလီတွေကတော့နာကြပါဗျာဒါအစ္စလာမ်မဟုတ်ဘူးမွတ်စလင်ရဲ့ဒီဇိုင်းကလာမဟုတ်ဘူးနော်